မိုင်းမုံဆက်တော်ကြီးပြောတယ်ပေ3000လောက်ရှိတဲ့နဂါးကြီးဆိုတာတကယ်ရှိပါသလားသူကအဲ့ဒီပေ3000လောက်ရှိတဲ့နဂါးကြောက်မြေငလျင်လှုပ်တယ်လို့ပြောပါတယ်ကောင်းလို့ပါတာမယိုးရေပေါ့နော်အခုဆရာတော်ကြွလာတာဆွေလိုချင်လို့ငွေလိုချင်လို့ ီစီလို့ကျွန်တော်လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာဘာလာတာလဲမေတ္တာလာပို့တာပါဗျာဟာလေနတ်ပြမာရှာဟိုလိုက်ကိုတို့မှမိုက်ကြက်ကိုတို့မှအတိတ်ခံဟောဆရာတော်တရားထိုင်ဘဝနာတရားထိုင်နဲ့နတ်ပြမာလေနားတိမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွပါမကြွပဲနဲ့မေတ္တာလာမပို့ပေးနိုင်ဘူးအများကြီးကြည်ကြည်ပြည့်စည်နိုင်တယ်အဲဘဝ နဂါစီရနဂါယကွာဘွာနဂါစီရတာနဂါအကောင်ကြီးဘလောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်နဂါယကျလို့လန်နဲ့တော့ဒီမြေကြီးလှုပ်သွားတယ်နော်အဲ့ဒါဘာလို့လူထုတယ်ဟိုစိတ်မငြင်းရတော့တချို့အာဟုတွေလုပ်နေဖို့များတယ်လို့လေဒါကြောင့်ဆရာတော်ပြမေတ္တာ အဲ့ရအကုသို့များတဲ့ပုဂ္ဂိုလ်အဲ့ရဒီကြီးပျက်စီးရတယ်ခံစားခံစားရတယ်နော်မိုင်းမုံစတော်ကြီးပြောတယ်ပေ၃ချောင်းတော့ရှိတဲ့ငကားကြီးဆိုတာတကယ်ရှိပါသလားသူကအဲ့ဒီပေ၃ချောင်းတော့ရှိတဲ့ငကားကြောက်မြေငလျင်လှုပ်တယ်လို့ပြောပါတယ်ဒါကကြတော့တဘာဝသိပ္ပံပညာနဲ့လည်းလုံးဝမဆိုင်ပါဘူးဖះဟောနဲ့လည်းလုံးဝမဆိုင်ပါဘူးဦးဇင်းတို့ဖះဟောမှာ ပေ3000တော့ထက်ကြီးတဲ့9000ကျော်ရှိပါတယ်။အဲ့ဒီ9000ကတိမိ9တိမိင်္ဂလာ9တိမိတိမိင်္ဂလာ9ဆိုပြီးတော့9000မျိုးရှိပါတယ်။တိမိ9ကယူဒနာ100တိမိင်္ဂလာကယူဒနာ200တိမိတိမိင်္ဂလာကယူဒနာ900ဆိုပြီးတော့အတိအသိရှိပါတယ်။တယူဒနာကို10000တက်မယ်ဆိုလို့ရှိရင်တော်တော်ကြီးပါတယ်။နော်။ဒါကြောင့်ပေ3000 ထက်ကြီးတဲ့ငကားတွေငားတွေရှိတယ်ဆိုတာဖျားဟောအရာရှိပါတယ်။တို့တော့အဲ့ဒီငကားကြောင့်မေငလင်လို့တာဆိုတာကတော့ဖျားဟောလဲလက်မခံဘူး။သိပံပညာလဲလက်မခံဘူး။ဖျားဟောကဘာကြောင့်လက်မခံလဲတို့လို့ရှိရင်မြတ်စွာဘုရားကမေငလင်လို့ကြောင့်အကြောင်းရှိမျိုးကိုဟောတာလား။နံပါတ်1တဘာဝကြောင့်နံပါတ်2တကိုးကြီးတဲ့ယတိယဟန်နဲ့တွေကြောင့်နံပါတ်3ဖျားလောင်ပြိတ္တန်ရေယူလို့ နံပါတ်၄ဖရာပိမွေဖွာလို့နံပါတ်၅ဖရာဖြစ်လို့နံပါတ်၆တရားဥဟောလို့နံပါတ်9အာယုသင်္ခါရလှုပ်လို့နံပါတ်၈ပရိနိဗ္ဗာန်ဆန္ဒတူပြီးတော့အကြောင်း၈မျိုးရှိပါတယ်။အဲ့ဒီအကြောင်း၈မျိုးမှာနဂါးကြောင့်လွတ်တယ်မပါပါဘူး။နော်။ဒါကြောင့်ပေ၃တောင်တကြီးတဲ့နဂါးတွေရှိတဲ့သူကလက်ခံလို့ရတယ်လို့အဲ့ဒီနဂါးကြောင့်မင်းငလင်လွတ်တယ်ဆိုတာကိုလည်း မြေငလင်းမလုပ်ဘူးဆိုတာလည်းလက်ခံရမှာဖြစ်ပါတယ်။သုံးခိုင်းလေးကိုရှင်းပြပေးပါလားဗျာတဲ့။ဒါမိုင်းမုံဆရာကြီးဖိုင်မှာလမ်းမထားတာဖြစ်ပါတယ်။နံပါတ်၁ထေရဝါဒ၊နံပါတ်၂မဟာယာနနံပါတ်၃ဝတိရယာနအဓိကခိုင်းသုံးခိုင်းထေရဝါဒဆိုတာဖျားဟောတိုင်းကိုလုံးဝမပြောင်းမနေမှတ်တမ်းတင်လာတာကိုထေရဝါဒခေါ်ပါတယ်။မာယာနကျတော့ခင်းတဲ့အညီဒေတာနဲ့အညီ လူတွေရင်ရင်မွန်းနေအညီပြောင်းလဲပါတယ်။ဝေါ်ဒီတဲ့ကျွန်တော်ကတော့ကိုကမကောင်းမှုတွေထားတယ်။အဲ့ဒီမကောင်းမှုကိုဘယ်ကရာကိုရွတ်လိုက်ဘယ်ကရာကိုရွတ်လိုက်ကျို့ရင်အဲ့ဒီမကောင်းမှုချပြောက်တယ်။အဲ့ဒါကိုဝေါ်ဒီတဲ့ကျွန်တော်ဘုရားဘာသာခေါ်ပါတယ်။လက်ကတော့အိမ်ရနေပြီးတော့လူတွေရှိတယ်လက်ထက်။ပါဘူးခေါ်ပါတဲ့။ဖုန်းเจ้าမှာတွားပြီးတော့တန်ဃာတော်တွေကိုအပားပနေအပားတရားစွန့်ကြွေးကြတယ်။ ကိုမွေးနေရမှာတော့မစွန့်ကျွေးလို့မရဘူးဒါပြောချင်လို့ပြောလဲချင်ဆွေးကျွေးလို့မရဘူးကိုမွေးနေရမှာစွန့်ကျွေးဖို့ကိုဒီတန်ဃာတော်တွေကိုစွန့်ကျွေးမဲ့သူတွေပြည့်နေတဲ့အတွက်ကြောင့်မလို့ကိုမွေးရမွေးနေတော့စွန့်ကျွေးခွင့်မရဘူးကြိုကျွေးရတယ်သူတို့ကိုကျွေးကျင်တဲ့လူဖုန်ကြီးတွေကိုစွန့်ကျွေးကျင်တဲ့လူကိုပြည့်နေတာအဲ့ဒီအစားပါဠိခေါ်ပါတော့မခေါ်ဘူးလို့ပြောလိုက်ဖုန်ကြီးကဖုန်ကြီးအပတ်တရားကိုကျွေးနေတာကျမတာလို့မခေါ်နိုင်ဘူး တို့မှာဘာဖြစ်လဲရက်တောင်မရဘူးလှူချင်တာတောင်ရက်မရဘူးဆိုသူပြောတာကမှန်နဲ့မှန်တယ်တိုးတော့လိုနေတယ်သူကလဝဲနည်းနည်းဆန်တယ်ဗျာလဝဲလဝဲလဝဲနည်းနည်းဆန်တယ်သူကအိုးဘုံကြီးတဲ့ចောင်းကိုသွားလှူမှာတော့ရက်ဆောင်ကပြီဗောအဲလူတွေအားနေကြအဲ့ဒါပဲနမကြီးရဲ့ចောင်းဆိုလို့ရှိရင်အဲ့ဒီနေရာကိုဝိုင်းလှူတယ် နေလားဥမာယခုကြိုးစားနေစေနာမည်ပကြီးတေသောအကြောင်းနေမှာလေလက်လာပါရှာပါနေသောအကြောင်းတွေရှိတယ်အဲ့ဒီအကြောင်းတွေကိုမလူဘူးနေတိုင်းနေတိုင်းသုံးကတ်တွေရှိတဲ့အကြောင်းကိုပဲတားလှုပ်ကြတယ်ဒါလူတွေတဘာဝပဲလေလူတွေကနာမည်ကြီးတဲ့နောက်ကိုလိုက်ပါတယ်သူပြောတာမှန်ပါတယ်ဟိုမရှိတင်ရတာကိုကြွေးတင်တယ်အဲ့ဒါလိုပဲဦးဇင်းတို့ဘုံကြီးတော်ကမှလည်း အယံကိုစတော်တော်အယံကိုအနေထိုင်ကောင်းတော်အယံကိုကိုတင့်တရားကောင်းတော်တာမဏေတွေယဟန်တွေရှိတယ်တို့တော့သူတို့မှာနောက်ကထောက်ပံ့မဲ့ပုံစံတွေမရှိဘူးတခါတခါကြားရတယ်အဲ့ဒါလိုတော်တဲ့ပုံစံလေးတွေကနောက်မှာအထောက်ပံ့မရှိလို့လူဘဝကိုပြောင်းသွားရတဲ့ဘဝတွေကြုံခဲ့တယ်လူထွက်တဲ့ဘဝတွေကြားခဲ့ရတယ် လူတွေကအဲ့ဒီလိုပုံကိုလေးတွေကြတော့မကြည်ညိုဘူးမထောက်ပံ့ဘူးဒီလိုလက်လက်ပါတွေအရန်ပေါ်ကျွယ်တဲ့နာမည်အရန်ကြီးတဲ့နေရာကိုပဲပြုကြတယ်အရာကပါလေလူတွေကနာမည်နောက်ကိုလိုက်ပါတယ်နာမည်ကြီးတဲ့နေရာကိုပဲလိုက်ပါတယ်နော်ဒါတော့ပါပဲနာမည်ကြီးတဲ့ပုံကသူ့မှာကတိတ်မလို့တော့ဘူးလူတွေကအဲ့ဒီမပိမလို့တဲ့နေရာကိုတွားဖြည့်ပြီးပြည့်နေတဲ့အိုးကိုဖြည့်တယ်လုံနေတဲ့အိုးကိုမဖြည့်ဘူး ။ရေမရှိတဲ့အိုးကိုမဖြည့်ဘူး။ဘာကြောင့်လဲ။ကျွန်တော်ကလုတ်ချင်တာကြားရပြ။ဟိုစဖြစ်ကြတဲ့လိုရမှာလေ။ကျွန်တော်မိသားစုကြီးတယ်။မပောက်ပစံ။သူ့အပါရနဲ့ကျွန်တော်ရင်းလိုက်တာ။နေ့15သိန်းမှကျွန်တော်ဝယ်လိုက်တယ်။ မရဘူးအောက်မှာအဲ့လိုဖြစ်နေသူများပြေးမဲ့ပတ်စံလေးကိုဖြီးတယ်နော်ဘုလိုဘတင်းရ9000လို့မြတ်စွာဘုရားကပစ္စည်းဥစ္စာနဲ့ပတ်သက်လို့ရှိရင်ကောင်းတဲ့အမြင်တစ်ခုရယ်မကောင်းတဲ့အမြင်တစ်ခုရယ်ချပြထားပါတယ်ကောင်းတဲ့အမြင်ကဘာလဲဆိုလို့ရှိရင်ကိုယ်ဒီမှာဒီပီဒီဥစ္စာတွေရှိမဲ့ဆိုလို့ရှိရင်မိမိကိုယ်ကိုချမ်းသာအောင်မွေးမြူနိုင်မယ် မိမိရဲ့တာသမီမိမိရဲ့ဇနီးမယားမိမိရဲ့မိဘဆွေမျိုးမိမိရဲ့တန်ငယ်ချင်းအပေါင်းအသင်းမိမိကိုယ်ကိုယ်ရဲ့ဘာသာရေးကောင်းဆောင်တွေကိုကောင်းမွန်စွာချမ်းသာစွာ ပြုစုလုပ်ကျွေးနိုင်မယ်လို့ဟောပါတယ်။ဒါကမြတ်စွာဘုရားကပစ္စည်းဥစ္စာနဲ့ပတ်သက်အကောင်းတဲ့အမြင်ပေါ့။နောက်တစ်ခါပစ္စည်းဥစ္စာနဲ့ပတ်သက်လို့ရှိရင်မကောင်းတဲ့အမြင်မြတ်စွာဘုရားကလည်းဟောထားတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်မိမိတို့စည်းစိမ်ဥစ္စာတီးမီရှေး မင်းခိုးသူအမွေခံတားသူဆိုတဲ့ရန်တမျိုး၅ပါးနဲ့လည်းသက်သက်နေတယ်လို့ခေါ်ပါတယ်ဒီတကကြီးတို့ကြည့်ရင်တော့မန္တလေးမြို့မှာနမကြီးဖနက်တိုင်ပိုင်ရှင်ပေါ့လေအခုတော့သူကဘွားကိုတစ်ကနေပြန်ဆရပါဒါကလောကရံပါပဲမြတ်စွာဘုရားကလောကရံနဲ့ပတ်သက်လို့ရှိရင်မတုံလောက်ဖို့ရဲရင် ပြတ်သားစွာရင်ဆိုင်နိုင်မဲ့ကိုခေါ်ကြပါတယ် ူကိုယ်တိုင်လည်းတကိုးတွေရှိတော့လည်းပဲလော့ကဒန်ကိုတကိုးနဲ့မဖြစ်ရှင်းပဲနဲ့ပုံမှန်လူတွေလိုရှင်းဆိုင်သွားပါတယ်နော်ဝေရင်တမှာကတ်တိုက်တော့လည်းအရှင်မောင်မောက်လန်ကတကိုးနဲ့လှုပ်ပြီးတော့ကျွေးမြပြောတော့လည်းတားမြစ်ပါတယ်သူကိုယ်တိုင်ဥဒင်းတို့တမန်လူတို့အဲ့ဒီငမခေါမဘေးကိုရှင်းဆိုင်ခဲ့ပါတယ်ဒါကဘာလဲဆိုရင်လော့ကဒန်ကိုရှင်းဆိုင်နိုင်အောင်ရှေ့ကနေနမူနာတင်ပေးတာဖြစ်ပါတယ် လူသူတော်ကသုံးမစကားပြောတာထက်ကိုကိုတန်းကရှေ့ကနေပြီးတန်ပြအဖြစ်နေပြတာကပုံမှုထရောက်ပါတယ်လောကနဲ့ရှိပါရှိတယ်လာဘအလာဘယတာအာယတာနေနာပတနာဒုက္ခဒုက္ခံတို့တဲ့လောကနဲ့ရှိပါပေါ့ဒီပါဥစ္စာတူပွားခြင်းတို့တဲ့လာဘလောကတန်ဒီပါဥစ္စာသုတ်ရုပ်ပြသခြင်းတို့တဲ့အလာဘလောကတန်အချံရံပေါ်များခြင်းတို့တဲ့ယတာ လောကတန်အချမ်းရန်နေပါရင်ဆိုတဲ့အာယတလောကတန်ချမ်းသာရင်ဆိုတဲ့ဒုက္ခလောကတန်ဆင်းရဲခြင်းဆိုတဲ့ဒုက္ခလောကတန်ချီးမွမ်းခြင်းဆိုတဲ့ပတနာလောကတန်ရဲ့ကဲ့ရဲ့ခြင်းဆိုတဲ့နေနလောကတန်ရဲ့ဒုတိယဆိုတာအဲ့ဒီလောကတန်တို့ကရှောင်ရှားလို့မလွတ်ပါဘူးတဲ့နော်လောကတန်ကိုစဉ္ညာခိုင်ရှင်တိုင်နိုင်ရပါသည်